ရဏံကိသာမိမိမိဘဝကိုဖရာကိုအနှင်းတယ်ဓမ္မန္တရဏံကိသာမိတန်ခံတရဏံကိသာမိမိမိဘဝကိုဓမ္မတန်ခါကိုအနှင်းပြီးတော့ကိုယ်ကိုယ်စိတ်ကပ်ပါတယ်လို့ကိုယ့်ရဲ့ဘဝကိုအနှံ့ပြီးတော့တရဏဂုံအလေးမြတ်ထားပြီးတော့ဆောက်တည်လို့ရှင်လဲကုသိုလ်ကောင်းမှုအလွန်ကြီးမားတဲ့ကုသိုလ်ကောင်းမှုဖြစ်တယ် မြတ်စွာဘုရားဟောထားတာဟုတ်တရားချိဘုရားကဘယ်လိုဟောတော့ရေကေစီဗုဒ္ဓံတရဏံကတာတိနာတိဂမိတ်တန်တိအပါယဘူမိဘုရားတရားတန်ခါယရဏ၃ပါးကိုအလေးအနက်စိတ်ပံလက်ပါဆိုဝိจิตတည်းဆိုတာကိုပြောတော့မဟုတ်ဘူးเนาะဆိုရရှိလို့ကောက်ဆိုတာမဟုတ်ဘူးတကယ်အလေးနဲ့ ဖះကုံကိုအာယုံပြုပြီးတော့ငါဘုရားဖះကိုအနှံပါလေဖះဆုံးမတိုင်းလိုက်နာပါမယ်တရားကိုရှင်းသုံးပါမယ်တန်ဃာတော်တွေစီကနေပြီးတော့တရားဓမ္မသိအောင်ကြိုးစားပါမယ်လူမဲ့တမ်းမဲ့ဆိုရင်တန်ဃာတော်တွေနဲ့ဆက်ဆက်ပါမယ်ဆိုတဲ့ဒီမွန်မြတ်တဲ့စိတ်ဓာတ်ကလေးတွေနဲ့ဖះတရားတန်ဃာယရဏသုံးပါးကိုကိုယ့်ဘက်စိတ်ကတ်ခြင်းလို့ဆိုတဲ့တရဏဂုံမွန်မြတ်တဲ့တရဏဂုံဩကမှာအမှန်တရားကိုသိတဲ့မြတ်စွာဘုရား တရားဓမ္မတန်မြာဝဝကံဤထုတ်ဆောင်နိုင်တဲ့ဆိုင်းဗုဒ္ဓံတရဏံကိသာမိမိမိဘဝကိုဖရာကိုအနှင်းတယ်ဓမ္မံတရဏံကိသာမိတန်ခံတရဏံကိသာမိမိမိဘဝကိုဓမ္မတန်ခံကိုအနှင်းပြီးတော့ကိုယ်ပဲစိတ်ကပ်ပါတယ်လို့ကိုယ့်ရဲ့ဘဝကိုအနှံ့ပြီးတော့တရဏဂုံအလေးအမြတ်ထားပြီးတော့စောင့်တည်လို့ရှိရင်လည်း ကုသိုလ်ကောင်းမှုအလွန်ကြီးမားတဲ့ကုသိုလ်ကောင်းမှုဖြစ်တယ်